မင်္ဂလာပါရှင်။နိုဝင်ဘာလ15ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရန်ကုန်မှာရွေးကောက်ပွဲမဲဆွယ်ဆိုင်းဘုတ်တွေဖြိုလဲခဲ့တဲ့လူငယ်လေးဦးကိုစစ်တပ်ကဖမ်းဆီးအမှုဖွင့်တဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရေမြုံနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတအူးသေးဆုံးက2ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မုံပြင်းနဲ့ရေးမြို့နယ်မြောက်ပိုင်းကနေကမော့ရွာအနီးကိုစစ်ကြောင်းထိုးလာတဲ့အာနာသိန်းစစ်တပ်စစ်ကြောင်းကိုမုံပြင်းတော်လန်ရေးတပ် MSRF နဲ့တော်လန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့ MSRF ကသတင်းထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ17ရက်နေ့10နာရီ14မိနစ်ခန့်မှာတကြိမ်12နာရီ12မိနစ်ခန့်မှာတကြိမ်စုစုပေါင်းနှစ်ကြိမ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့သိရပါဗါးတိုက်ပွဲအတွင်းအာနာသိန်းစစ်ကောင်မရှင်တပ်ကတပ်သားတအူးသေးဆုံးရာနှစ်ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရရှိပြီး တော်လန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တွေကအထီးခိုက်မရှိခွာစစ်ဆင်နိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဆိုပါတိုက်ခိုက်မှုကိုတော်လန်ရေးမဟာမိတ်ပူးပေါင်းတပ်များဖြစ်တဲ့မွန်ပြည်တော်လန်ရေးတပ် MSRF ၊ရဲပြည်သူ့ကာကွယ်ရေးတပ် YPDF ၊ရမညမွန်တပ်တော် RMA ၊ KNLA တပ်မဟာ6၊တရင်း29ခွဲ1၊တပင်ရွှေတီးကိုကြိုက်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဘူဟာ33ဒေါနာချေမုံကြီးတပ်ခွဲတို့ကပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ မကွေးတိုင်းကလူငယ်တွေကိုစစ်မှုထမ်းမှုအကူရထက်ပေါ်တာဆွဲတာတွေရခင်ထက်ပုံများလာတယ်လို့ဆိုတဲ့သတင်းကိုတိဆက်ပေးပါမယ်ရှင်။မကွေးတိုင်းကမြို့နယ်တွေကူရထက်စစ်မှုထမ်းအတွက်ပေါ်တာအစွဲခံရတာတွေရှိနေပြီးမကွေးမြို့အမှတ်3စစ်သားစုဆောင်ရေးတပ်ထဲပို့ခဲ့ကြတယ်လို့သိရပါဗျ။နိုဝင်ဘာလ9ရက်နေ့လောက်ကစတင်ကမကွေးတိုင်းကမင်းဘူး၊ပွင့်ဖြူ၊ဆလင်း၊စကုအောင်လန်းစတဲ့မြို့နယ်တွေကလူငယ်တွေကို စစ်ကော်မရှင်တပ်ကစစ်မှုရမ်းမှုပေါ်တာဆွဲတာတွေရခင်ထက်ပုံများလာတယ်လို့သိရပါဗျ။စကုမြို့နယ်ထဲမှာဆိုရင်လက်ကိုင်းရွာနဲ့ကျောင်းတော်ရွာဖျားကြားကလမ်းမှာခရီးသွားကားတွေကိုစစ်ပြီးလူငယ်တွေဆိုဆွဲတယ်။အိမ်စည်းကားနဲ့ဆိုရင်မဆွဲဘူး။ပွင့်ဖြူမြို့နယ်နဲ့ဆလင်းမြို့ကြားမှာဆိုရင်မင်းဘူးပွင့်ဖြူဆလင်းလမ်းမိုင်းကမုံချောင်းတရားထိတ်ကနေခရီးသွားကားတွေကိုစစ်ပြီးဆွဲတယ်။ဘူးရက်ထဲအဆွဲခံရတဲ့လူငယ်20ကျော်လောက်ရှိပြီလို့ကားသမားတအုပ်ကပြောပါရယ်။ စကူးမြို့မင်းဘူးမြို့နဲ့ပွင့်ဖြူမြို့နယ်တွေကစစ်မှုရန်ပေါ်တာဆွဲတဲ့နေရာမှာအင်းစည်းကားတွေကိုအဓိကအသုံးပြီးကားပေါ်ကနေလမ်းလျှောက်နေသူလမ်းဘေးထိုင်နေသူကားဆောင်နေသူတွေကိုကားတဲ့ဆွဲသင်းကပေါ်တာဆွဲတာတွေလုပ်နေတယ်လို့သိရပါတယ်။မင်းဘူးလမ်းဆောင်နာမှာတစောင်းနိုင်ပြီးတော့ညကြီးလူငယ်တယောက်ကိုဆွဲသွားတယ်။လမ်းပေါ်ထွက်ဖုံးပြောနေတာကိုအတင်းကားပေါ်ဆွဲသွားတာ။အင်းစည်းကားနဲ့လိုက်ဆွဲတာ။ညနေပိုင်းတွေအပြင်ကို မထွက်တာအကောင်းဆုံးပဲလို့ဒေသခံတအူးကပြောပါတယ်။ စစ်ကောင်မရှင်တပ်ကမကွေးတိုင်းတွေကမြို့နယ်အသီးသီးမှာစစ်မှုထမ်းပေါ်တာဆွဲလို့ရလာတဲ့လူငယ်တွေကိုထရိတ်အုပ်ယုံနဲ့လာဝကယုံတွေကတစင်မကွေးမြို့အမှတ်3စစ်သားစုဆောင်ရေးတပ်ထဲကိုပို့ဆောင်တယ်လို့သိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာရွေးကောက်ပွဲမဲဆွယ်ဆိုင်ပုတ်တွေဖြိုလဲခဲ့တဲ့လူငယ်၄ဦးကိုစစ်တပ်ကဖမ်းဆီးအရေးယူတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မှာစစ်ကောင်မရှင်ပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲမှာ အဝင်ရှင်ပြိုင်ကြမဲ့ပါတီတွေထောင်ထားတဲ့မဲဆွယ်ဆိုင်ပုတ်တွေကိုဖြိုလဲခဲ့တဲ့လူငယ်လေးဦးကိုစစ်ကောင်မရှင်တပ်ကဖမ်းဆီးထားတယ်လို့သိရပါဗျ။နိုဝင်ဘာလ14ရက်နေ့နံနက်3:05မိနစ်အချိန်ကရန်ကုန်တိုင်းတင်ငန်းကျွန်းမြို့နယ်လေးတောင်ကန်ရက်ကွက်လေးတောင်ကန်လမ်းနဲ့ဥပဟန်လမ်းတော်ရှိပန်းချံမှာစိုက်တူထားတဲ့ကြန့်ခိုင်ရေးပါတီရဲ့မဲဆွယ်ဆိုင်ပုတ်တခုဘောကန်ညို့ရက်ကွက်ရှိလေးတောင်ကန်လမ်းနဲ့စပူဒိတ်လမ်းတော်မှာစိုက်တူထားတဲ့ပြည်သူ့ပါတီဆိုင်ပုတ်တခု သူမင်္ဂလာရက်ွက်ရှိ၄000လမ်းနဲ့သူမင်္ဂလာလမ်းတော်ဇာဝနလမ်းစုံမှာစိုက်ထူထားတဲ့ပြည်သူ့ပါတီဆိုင်မုတ်တစ်ခုနဲ့ပြည်သူ့ရှေ့ဆောင်ပါတီဆိုင်မုတ်တစ်ခုတို့ကိုပြည်သူလေးဦးကဖြိုလဲခဲ့ကြတာလို့သိရပါဗျ။အဆိုပါမဲဆွယ်ဆိုင်မုတ်များကို ဖြိုလဲမှုနဲ့သင်္ကန်းကျွန်းမြို့နယ်ရန်အောင်ရက်ွက်မှာအသက်20နှစ်အရွယ်ရွှေလင်းဦးနဲ့ဘောကန်ညိုရက်ွက်မှာအသက်20နှစ်အရွယ်ခိုင်မင်းကို အသက်19နှစ်အရွယ်စွမ်းထက်အောင်နဲ့ အသက်28နှစ်အရွယ်ချစ်လင်းကိုရိုးကိုစစ်ကောင်မရှိတပ်ကလာရောက်ဖမ်းဆီးသွားပြီးတင်ငန်းကျုံမြို့မှရဲစခန်းမှာရွေးကောက်ပွဲများကာကွယ်ပေးရေးဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ထားတယ်လို့သိရပါဗျ။စစ်ကောင်မရှိတပ်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့မြန်မာတိုင်းနိုင်ငံလုံးကပြည်သူ တရားဝင်ခြင်းကိုဖမ်းဆီးအရေးယူမှုများလှုံ့ဆော်ခဲ့ပြီးဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ ဆရာနာရှင်စနစ်ဆိုးလောက်ကနေအ мян ဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးအန္တရာယ်အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်။